ကဒူတွေဒူမတွေအလုံးပဲမင်္ဂလာပါနော်ဦးလေးဒီနေ့ရှင်းပြခြင်းတဲ့အကြောင်းလေးရပါလဲဆိုတော့ဝိပဿနာတရားတွေအားထုတ်တဲ့အခါမှာအိမ်မှာအားထုတ်တာတဲ့နော်တရားစခန်းတွေဝင်တော့ပိုကောင်းတယ်ဆိုတော့ဦးလေးကအကြံဉာဏ်ပေးခြင်းလို့ပါနော်တရားစခန်းဝင်တော့ပိုပြီးထိရောက်တော့ပါနော်ဦးလေးတို့ကရက်ထဲရွာထဲမှာနော်လူတွေရှားထဲမှာတွာလာလှုပ်ရှားနေစားရှားဖွေပတ်သက်နေရှားဖွေနေရတော့လောဘလောဘကြီးတဲ့လူကနော်နော် ပြာရောင်ထားလိုက်ပါတော့နော်ဒေါသကြီးတဲ့လူကတော့အနဲ့ရောင်ပါနော်အဲမောဟရှိတဲ့လူကအပြာနုရောင်ပါနော်အဲ့တော့လောဘဒေါသမောဟမမနာရှိတဲ့လူကအဝါရောင်ထားလိုက်ပါနော်အရောင်ကအဲ့တော့လာရာလူတွေကတရားစကားဝင်တဲ့အခါကျတော့လောဘဒေါသမောဟမမနာလောဘဒေါသမောဟမမနာအဲ့လိုနော် လောဘကြီးတဲ့သူဒေါသကြီးတဲ့သူမောဟကြီးတဲ့သူမမနာကြီးတဲ့သူအဲ့လိုလူတွေကလူစုံလာတော့လူစုံလာတဲ့အခါကျတော့เนาะတရားစကားမှာเนาะအယောင်ကသူကအမျိုးမျိုးဖြစ်လာတဲ့လူတွေကအယောင်မျိုးမျိုးဖြစ်အယောင်မျိုးမျိုးဖြစ်တော့เนาะအဲ့တော့ဒီမှာဆရာတော်တွေကဘယ်လိုလုပ်ပြီလဲဆိုတော့เนาะအားလုံးကိုဈဉ္ညာလျှောက်မယ်တရားနာမယ်တရားထိုင်မယ်เนาะတရားနှံ့မယ် မှတ်မယ်ဆရာတော်ရဲ့တုံတင်မှုကိုခံယူမယ်အဲ့တော့တမာတိတွေအကောင်းအောင်เนาะလောက်ရနော်လောက်တဲ့အခါကျတော့အဲ့လိုအယောင်မျိုးမျိုးနဲ့เนาะအယောင်ကတော့ခုနတို့เนาะအယောင်ကတစ်ခုကြီးတစ်ခုပေါ့အယောင်ကအမျိုးမျိုးနဲ့အယောင်မျိုးမျိုးနဲ့အယောင်မျိုးမျိုးနဲ့သူလာတာပေါ့เนาะအပြင်ကလည်းပါလာတာအယောင်မျိုးမျိုးနဲ့လာအဲ့လိုလာတော့เนาะခုနတို့အယောင်မျိုးမျိုးကိုပြန်ပြီးတော့เนาะဈဉံရှောက်မယ် တရားထိုင်မယ်တရားနာမယ်เนาะဆရာတော်ရဲ့သွန်သင်မှုကိုခံယူမယ်အဲ့တော့လုံရင်းနဲ့ဘာဖြစ်လဲဆိုတော့အမှတ်တည်းနဲ့အမှတ်တည်းကစိတ်နေတဲ့ခါကျတော့အဲ့တော့ဒီအယောင်မျိုးစုံနဲ့လာတဲ့လူတွေကိုအဖြူချွတ်ပြန်မှာเนาะအဖြူအောင်ဖြစ်အောင်လုပ်အောင်ဦးလေးတို့ကသူကဆရာတော်အဖြူဖြစ်အောင်လုပ်အောင်ဒီအယောင်မျိုးစုံနဲ့လာတဲ့လူတွေကိုအဖြူအောင်ဖြစ်အောင်လုပ်အောင်เนาะဒီထဲမှာ1ရက်2ရက်3ရက်4ရက်5ရက်เนาะ တရားစကားမှာတော့အဲ့လိုအဖြူချွတ်ပြလိုက်တော့အဖြူရောင်ဖြစ်တော့မှသူကလိုချင်တဲ့အရောင်ဆိုးယူလို့ရမှာနော်အာဥပမာအားဖြင့်သင်္ကန်းရောင်ဆိုးမယ်ဆိုရင်ဒီအရောင်နေအားလုံးကိုအဖြူချွတ်ပြလိုက်ရမှာအဖြူဖြစ်ဖြစ်ပြလိုက်သလိုပဲနော်ဘုလေးတို့ကတရားစကားမှာနော်တရက်နေ့ရက်၃ရက်၄ရက်၅ရက်ကြာတော့အကုန်လုံးကအရောင်မျိုးမျိုးနဲ့လောဘဒေါသမောဟမမှန်တာနဲ့လာတဲ့မျိုးတွေကိုအဖြူအောင်ဖြစ်အောင် လုပ်လိုက်တာအဖြူဖြစ်တော့မှတရားတွေကိုနော် ပဿနာတရားတွေကိုဘလို့ကျင့်ဘလို့ကြံဆိုပြီးတော့နော်တဖေးဖေးတင်တင်ပြီးတော့ဖြူအောင်ဖြစ်သွားတော့မှနော်ကိုလိုရင်နဲ့နော်သင်္ကန်းရောင်ကိုစိုးယူလို့ရမှာဆိုတော့နော်အဲ့ဒါကိုဦးနာတို့ဦးလေးရတရားစခန်းဝင်နော်အရင်ဖြူချွတ်ရသေးတယ်အယောင်မျိုးမျိုးပါလာတဲ့လူတွေကိုအယောင်ချွတ်ပြီးတော့မှဖြူအောင်ဖြစ်တော့မှကိုလိုရင်နဲ့သင်္ကန်းရောင်ကိုပြန်ပြီးစိုးယူလို့ရတယ်နော်တရားတွေကို ပေးလို့ရတယ်နော်မညံဖုန်ညံရအောင် လုပ်ပေးလို့ရတယ်ဆိုအယောင်မျိုးမျိုးနဲ့လာတဲ့လူတွေနဲ့နော်ဒီကာလာလေးနဲ့ဦးလေးရှင်းပြပါနော်အားလုံးကျေးဇူးတင်ပါတယ်တာရုတာရုတာရု